အခုပြောပြမယ့်အရာတွေကတော့အုံနောက်ကိုထုံထိုင်းသွားစေမဲ့နီလန့်နေတဲ့အတခုဖြစ်ပါတယ်။ရိုးရိုးလေးလိုထင်ရပေမဲ့လည်းအခုပြောပြမယ့်အရာတွေကအုံနောက်ကိုတိတ်တဆိတ်ထိခိုက်စေနေတဲ့အပြုတ်မှု၅မျိုးဖြစ်ပါတယ်။ကျွန်တော်တို့တဦးတယောက်ချင်းစီတိုင်းလုံမိနေကြပါတယ်။နံပါတ်၅ဖုန်းသုံးဆွဲမှုမှာနစ်မြုပ်နေခြင်းဖုန်းကိုတစ်ခါကင်လိုက်လို့ရှိရင်မချနိုင်မဲ့ဖြစ်နေပါသလား။မိနစ်ပိုင်းဗီဒီယိုအတိုလေးတွေကိုနိုင်ပေါင်းများစွာကြည့်ခြင်းကြောင့်မလို့မျက်လုံးကလည်းပင်ပန်းပြီးအုံနောက်လည်းနွမ်းနယ်လာပါတယ်။အမှန်တော့အပိုင်းပိုင်းပြတ်တောက်နေတဲ့အချက်လက်များစွာကအုံနောက်ရဲ့လုပ်ငန်းဆောင်တာ တွေကိုရှုပ်ထွေးစေပြီးတော့တင့်ရဲ့အာယုံဆုဆိုင်မှုကိုပို့ပြီးတော့ဆိုးရစေပါတယ်။အချိန်ကြာလာတာနဲ့အမျှတင်ကအာယုံဆုဆိုင်မှုနဲ့တွေးခွန်နိုင်မှုအတွက်အရန်ခက်ခဲလာပြီးတော့မိလွယ်တာကိုတွေးရှိရပါလိမ့်မယ်။နံပါတ်၄ရေရှည်အေးပြက်ခန့်ခြင်းညနေတက်အထိမအိတ်ချင်းလူအတော်များများကနေဘက်မှာအလုံးနဲ့ရှုပ်နေကြပြီးတော့ညဘက်မှာမိသားစုကိစ္စရည်နဲ့လည်းရှုပ်နေကြပါတယ်။ဒါကြောင့်အိတ်ချင်းကိုမပေးနိုင်ပဲ အကျင့်ပါနေတဲ့ဆွဲဆက်နေတဲ့အကျင့်တစ်ခုကိုရလာပါတယ်။နောက်ဆုံးမှာတော့ညစ်နေတဲ့ထိမအိပ်ပန်းနေတာဟာစိတ်အပန်းဖြေတဲ့နီလန်းတစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့အဲ့လိုအိပ်ရိပ်ပြက်ခတ်နာမျိုးကအုံနောက်ကိုနာရာရှည်ထိခိုက်စေတယ်ဆိုတာကိုသင်မသိပါဘူး။အရင်ရှိအိပ်ရိပ်မဝခြင်းကအုံနောက်အာယုံကြောဆက်တွယ်မှုတွေကိုပြက်စီးစေပြီးအာယုံဆုတ်ဆိုင်မှုကိုရော့ကျစေပြီးစိတ်တည်ငြိမ်မှုကိုလည်းထိခိုက်စေပါတယ်။စိတ်တိုးလွယ်၊စိုးရိမ်ပူပန်လွယ်လာပါတယ်။ နံပါတ်3လက်ကျင်ခံမလုတ်ချင်းတင်ကပြင်းရည်တယ်လို့ခန်းစားရပြီးတော့မလုတ်ချင်းပဲစနစ်တင်းငွေတွေမှာလဲလဲလျောင်းနေပါသလားအမှန်တော့လက်ကျင်ခံလုတ်ချင်းကခန္ဓာကိုယ်ကိုကျန်းမာစေအောင်တမကအုံနောက်ကိုလှုံ့ဆော်ပေးတဲ့အဓိကနီလန်းလန်းဖြစ်ပါတယ်တင့်လျော်တဲ့လေဝင်လေထပ်ကောင်းတဲ့လက်ကျင်ခံတွေကအုံနောက်အတွင်သွေးလည်ပတ်မှုတွေကိုကောင်းစေပြီးအာယုံကြောဆက်သွယ်မှုတွေကိုမြင့်တင်ကစိတ်ခံစားမှုနဲ့မျက်ညံတွေကိုတိုးတက်စေပါတယ်အကယ်၍တင်ကအချိန်ကြာမြင့်စွာလက်ကျင်ခံမလုတ်ပါကတင့်အုံနောက်ကလည်းတန်ကြီးတက်တယ်လို့ဖြစ်လာပါလိမ့်မယ်နံပါတ် 1negative thinking လို့ခေါ်တဲ့မကောင်း တဲ့အတွေးတွေရှိခြင်းလူတော်တော်များများကငါမလုံနိုင်ဘူးငါမညံ့မကောင်းဘူးငါမသိဉူနိုင်ဘူးစတဲ့အနှုတ်သဘောဆောင်တဲ့ကိုကိုကိုပြင်ပြင်ချက်တွေရှိကြပါတယ်ဒီလိုမျိုးပြောဆိုမှုတွေကိုအုံနောက်ကတဖြည်းဖြည်းနဲ့လက်ခံလာပြီးတော့အချိန်ကြာတဲ့အချိန်မှာအုံနောက်ကသူ့ကိုယ်တိုင်သိဉူနိုင်မှုတွေလက်ရောညှိထွေဖြစ်အောင်လှုပ်ဆောင်နိုင်စမ်းတွေကိုကန့်တက်လိုက်ပါတယ်ဒါကြောင့်မလို့တင့်ကိုတင်ယုံကြည်မှုပုံမနေပါလာပြီးတော့အတွေးအမြင်တွေလည်းရော့ကျသွားမှဖြစ်ပါတယ် နံပါတ်1အရေးကြီးဆုံးအချက်ဖြစ်ပါတယ်မနှက်စာကိုလစ်လျူရှုခြင်းလူများစွာကမနှက်ပိုင်းအချိန်မီစေဖို့အတွက်မနှက်စာကိုလုံးဝမစားခြင်းဒါမို့လွယ်လွယ်ကူကူအဆင်ပြေသလိုစားလိုက်ကြပါရယ်ဒါပေမဲ့မနှက်စာကအုံနောက်ကိုနိုးထစေတဲ့ခလုတ်ဖြစ်တယ်ဆိုတာကိုသင်သိပါသလားမနှက်စာကိုရေရှည်မစားခြင်းကအုံနောက်တဲ့လုံလောက်တဲ့ဆွေရင်ကိုမရရှိဘဲတုံ့ပြန်မှုနေကွေးခြင်းနဲ့မညံဝေဝါခြင်းတွေကိုဖြစ်ပေါ်လာစေပါတယ်ဒါကြောင့်သင်ရဲ့တင်ယူနိုင်မှုနဲ့အလုံးလုံးနိုင်တဲ့ဆွေရည်တွေကိုလည်းများစွာထိခိုက်စေမှာဖြစ်ပါတယ်